နိုင်မဲစူရီရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တို့ကစာရေးသူရှင်ထွေးအောင် ရေးသားထားတဲ့ဝိညာဉ်အလောင်းစားဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇလံလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာညဟာမှောင်ပိနေပြီးမနေ့ခင်းတည်းကမြင်တွေ့ခဲ့ရတဲ့အင်ကြီးကညအမောင်အောက်မှာငိုရှူပြော့ွယ်လို့နေပါတယ်ကျွန်တော်ကတော့အသင့်ယူလာတဲ့လေးတော်တို့တမီနဲ့အင်ကြီးရှိအောင်ကိုမှန်းစာထိုးကြည့်လိုက်ပါတယ် အင်းရှိမှာတော့လူတယောက်ရက်နေတာကိုအလင်းအောင်မှတွေ့ရမိမယ်ရှူတည့်ရဆိုသလိုအဲ့ဒီလူကလေးတိုက်သလိုထွက်ပြေးပြောက်ွယ်လို့သွားပါတယ်ကျွန်တော်ကလက်နေတင်ပြီးနေဟိုတိုးတီတိုးလိုက်တိုးကြည့်ပြီးဘာရိတ်ရောမှထက်ပြီးမတွေ့ရတော့ပါဘူးမင်းအဲ့ဒီမှာတ냐တီတီအိတ်ဆန်နိုင်မင်းလို့တော့ပြိမယ်ကွာအလောင်းစားလုတ်ခဲ့တဲ့ဥဆော်ရဲ့စကားတွေကိုပြန်လဲကြားရောင်ပြီးကျွန်တော်တငယ်ချင်းတွေကလည်းကျွန်တော်ကိုအားပေးကြပါတယ်မင်းကတတ်တီကောင်းပါတယ်ကိုတွေ့ရ စစ်သားလူတွေတိောက်ပဲကွာအလောင်းစားလှုပ်လိုက်စမ်းပါဦးစိုးကမင်းနိုင်ရင်တောင်းလာပြီမယ်လို့ပြောတယ်ဦးစိုးကတထင်းတော့မင်းနိုင်လို့တောင်းရင်တော့မင်းတောင်းမင်းတောင်းတယ်လို့ပြောမှတေးကြတယ်ကွာတငယ်ချင်းတွေက အားပေးခဲ့ပြီအမှန်ကတော့သူတို့ပြောတယ်လို့စစ်သားလူတွေတိောက်ပါစစ်တပ်ရာမှာတတိကောင်းတဲ့ကျွန်တော်ဟာတစီတရေနာနာဘဝဝိညာဘဝဆိုတဲ့ပြာလောကသားတွေကိုမမြင်ဘူးမတွေ့ဘူးမကြုံဘူးပဲမြေကြောက်တာတော့အမှန်ပါ မင်းတစီတည်းမြင်မှုလို့လားလို့ကျွန်တော်ကမင်းရင်တော့အဖြေရှိပါတယ်အဲ့ဒီအဖြေကမမြင်ဘူးဆိုတဲ့ကျွန်တော်ရဲ့အဖြေပါအဲ့ဒီနေ့မတိုင်ခင်တရက်လိုကဥဇော်နဲ့ကျွန်တော်အိမ်ဟောင်းချင်းနဲ့ပတ်သက်ပြီးတော့စကားဆက်ဆက်ကပြောခဲ့ပြီးလက်ဖက်ရည်ဆိုင်မှာပါအဲ့ဒီအင်ကြီးကတရက်အရင်ကြောက်တာကွာခိုးလုံးကမင်းတော်မွေးသေးမှမဟုတ်သေးဘူးငါရဲ့အသက်20လောက်ကကွာအဲ့ဒီအိမ်မှာကလားလင်မယားနှစ်ယောက်ကဇွဲကြိုချပြီးကိုကိုကိုတက်တည်ခဲ့တာကွာ ဘလို့ဖြစ်လို့ကိုကိုကိုတက်တည်လာတယ်ဦးလေးအေးအဲ့ဒီကလားလင်မြမှာတားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတယ်တားနှစ်ယောက်ကအရန်ကိုဆိုးလာအရက်ကလည်းတောက်တယ်ကွာဂျန်ချားလို့ခေါ်တယ်စေးကြောက်တယ်ရှူတယ်ကွာမိဘနှစ်ပါးကိုလည်းနေတိုင်းဒုက္ခပေးတယ်နောက်ဆုံးတော့ကွာအဲ့ဒီတားနှစ်ယောက်ရဲ့တံကိုမခံနိုင်လို့စိတ်ဆင်းရဲပြီးကိုကိုကိုတက်တည်လိုက်တာတဲ့တော်တော်ဆိုးတယ်တောက်ရပြာအေးအဲ့ဒီတားစုံနှစ်ယောက်လည်းတိတ်ပြီးတော့ကြာကြာမနေရဘူးသူတို့လည်းတယောက်ကအရက်မူးလုံး MS ကိုတည်တယ် နောက်တည့်ကရူးတူပြီးခြုံနေကြပြီးတော့တည်တယ်။ခြုံနေကိုမျောသွားလိုက်တာအလောင်းတော်ရှာမတွေ့ဘူးကွာ။မိဘဆိုကားလို့တည်ရပဲဗျာ။ကျွန်တော်တော့မတနာဘူး။တည်ရတော့နေသေးတယ်။ဒါနဲ့ကျန်တဲ့သမီးတယောက်ကရောအဲဒီလိုကျွန်တော်ကမေးလိုက်တော့အေးကွာကလားလင်မယာနှစ်ယောက်ကကြောက်တယ်ဆိုလား။အဲဒါကြောင့်အိမ်မှာတယောက်တည်းမနေရဲလို့ထွက်သွားလိုက်တာအခုထိပြန်ရောက်မလာဘူးကွာ။တချို့ကတော့အဲ့ဒီကလားမလေးလေယူသွားတယ်ဆိုလားဘာလာပြောကြတာပဲ ပြန်ကိုပေါ်မလာခဲ့တာအခုဆိုရင်အနည်း90တော့မကတော့ဘူးကွာတချို့တွေကတော့တီဗီလို့တော့ပြောကြတယ်ဒါဆိုအဲ့ဒီအင်ကြီးကခိုက်လို့နေတူတယ်နော်ဒါမှမဟုတ်ကျင်းစာတက်နေတဲ့အင်ကြီးများဖြစ်နေမလားမသိဘူးအေးဟုတ်မှာပေါ့ကွာနေပေါင်းအခုအဲ့ဒီအင်ကြီးကပိုင်ရှင်မဲ့ဖြစ်နေတဲ့သဘောလားဦးလေးတေးကြတာပေါ့ကွာပိုင်ရှင်မဲ့နေတာတော့အမှန်ပဲကွာအဲ့ဒီကိစ္စကိုလေဆွေမျိုးသားချင်းနေမသိကြဘူးလားဟိုကိုကိုကိုတက်တည်သွားကြတယ် ကလားလင်မြရဲ့ဆွေနှမျိုးဆက်တွေလေမရှိလို့နေမှာပေါ့ကွာငါလည်းတရားတော့မသိပါဘူးတကယ်တော့ကျွန်တော်ဟာဥဇော်တို့ရွာဇာတိမဟုတ်ပါဘူးဥဇော်တို့ရွာကိုတာဝန်ရကျောင်းဆရာဘွားနဲ့ရောက်ရှိလာခဲ့တာပါတာဝန်ရဆိုလို့အစိုးရကိစ္စအစိုးရသဘောနဲ့မိမိတာဝန်နဲ့ရောက်လာခြင်းပါတငယ်ချင်းတယောက်ကအလေပဲရောက်ဖို့ဖိတ်ခေါ်ခဲ့ရက ရောက်လာခြင်းဖြစ်ပြီးတငယ်ချင်းရဲ့ရွာမှာပျော်နေပြီးတော့တောင်းနေခဲ့တာပါအခုဆိုရင်တော့ တနေ့လောက်တော့ကြာခဲ့ပြီတငယ်ချင်းရဲ့နာမည်ကစိန်လောက်မှဖြစ်ပြီးတော့စာဖတ်သူရော်သူရော်သားရင်းနဲ့ကလေးတငယ်တွေကိုစေရနာဝင်တဲ့လဆာမီဝင်းနဲ့စာတင်ပြပြီးကျောင်းစီအားလုပ်နေတာပါစိန်လောက်မှောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေဒူးပွားလာပြီးတတိဥဆောင်နေပါရင်းနေကျောင်းဝင်ခဲ့ပါတယ်ဟာမောင်တွေဘာဒီစဉ်းစားနေရလဲကွာဥဆောင်ရဲ့အမေကြောင့်ကိုเจ้าကိုတွင်းနေရကအတွေးပြတ်သွားပြီ။ဟောဘာရင်မဟုတ်ပါဘူးဦးရဲ့ ူပြောတဲ့ကလားလင်မြအိမ်ကြောင့်စိတ်ဝင်စားလို့တွေးနေတာပါစိတ်ဝင်စားရင်မင်းနဲ့ကအလောင်းစားလုပ်ကြည့်မလားဘယ်လိုမျိုးလဲဗျမင်းကစိတ်မူတန်းဆိုတော့တတိကောင်းပါပဲအလောင်းစားကွာအဲ့ဒီအိမ်ထဲမှာမင်းတညလုံးတယောက်တည်းအိပ်ရလားအိမ်ရင်မင်းလိုတာငါစီရတော့ငါပေးမယ်တရေချောက်လုံးမအိပ်ရပဲထွက်ပြေးလာရင်တော့မအိပ်ရလို့ကြောက်ပြီးထွက်ပြေးလာရင်ကျွန်တော်ကဘာပြန်ပေးရမှာလဲမင်းပေးစရာမလိုပါဘူးကွာမင်းဘက်ကအိပ်ရခြင်းမအိပ်ရခြင်းနဲ့ပဲဆိုင်တယ်လောင်းကစားကိုငငယ်တည်းအောင် ဝါသနာထုံးလာတဲ့ဥစော်ပဲ။ငါဂရိတီပါတယ်ကွာ။အဲ့ဒီလိုနဲ့ဥစော်နဲ့ကျွန်တော်ဟာ အလောင်းစားတစ်ခုလုပ်ခဲ့ပါတယ်။အစတော့ငါပြောခဲ့တဲ့အတိုင်းပဲညဟာတိတ်ဆိတ်ငြိမ့်တက်ပြီးတော့ပိမိတ်စွာမှောင်းနေပြီးစိုးစိုးကတွေ့လိုက်ရတဲ့အရေးတတန်ကအခုချိန်ထိပြန်လေပေါ်မလာခဲ့ပါ။ကျွန်တော်ကတော့အင်ကြီးလေးကိုတလန်ချင်းဝင်ရောက်လာပြီးအင်အတွင်းပိုင်းကိုတမီးနဲ့အနဲ့ထိုးကြည့်လိုက်တော့ထင်သာမြင်သာရှိတဲ့အရာအလုံးကဖျော်ဖျဲဖြစ်နေပြီးဘယ်နေရာကြည့်ကြည့် ရှုပ်ပွားလို့လည်းနေပါတယ်ကျွန်တော်ရောက်နေတဲ့အခန်းကအိမ်ကန်းလို့ထင်ရပြီးတကံလုံးမှောင်ပေးနေတော့တမီလေးထွန်းလာရပါတယ်ဖျောင်းတိုင်နဲ့မီးရင်တခုတွေ့လို့တင်ညာကျွန်တော်ရှာကြည့်လိုက်တော့တွေ့သွားပြီကျွန်တော်မင်းကြီးမယ်လို့စိတ်ကိုကြံလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြံစီကမအောင်မြင်ပေဖျောင်းတိုင်နဲ့မီးရင်တခုကိုတွေ့လို့တင်ညာကျွန်တော်ရှာကြည့်ပါတယ်တွေ့ရင်တော့မီးထုံးမယ်လို့ကြံလိုက်ပြီးကျွန်တော်ရဲ့အကြံဟာမအောင်မြင်ပေနဲ့ဖျောင်းတိုင်ရောမီးရင်ရော ရှာလို့မတွေ့ပါဘူးအိတ်ဆက်ဖို့တဲ့နေရာရှာလိုက်ပြီးအဲ့ဒီအချိန်မှာကျွေကနေဆိုတဲ့အတန်တစ်ခုကညရံကို ခွင်းဖောက်ပြီးတော့ချုပ်ချားစွာ ပေါ်လာခဲ့ပါလေကျွန်တော်ရှိနေတဲ့အခန်းရဲ့ရှစ်တက်တဲ့အခန်းကတကားဖွင့်လိုက်တဲ့အတန်မှာကျွန်တော်ဟာလက်နေတမီနဲ့ထိုးကြည့်လိုက်တော့ရှစ်ခနေလှင်မြန်စွာနဲ့လူရည်တံတွေ့ရပြီလက်နေတမီကိုအဆက်မပြတ်ထိုးထားရင်းနဲ့ဘသူလဲဆိုပြီးမေးလိုက်တော့တစ်ဖက်ကပြန်လဲအတန်မပြူလာကြောင်းဒုရီယာချင်းထက်ပြီးတော့မေးလိုက်ပြန်ပါတယ် အရေးစီကဘယ်လိုအတန်းမှတုံ့မြန်မလာပဲလှစ်ကနေပြေးထွက်လို့တောပြတ်ပါတယ်ကျွန်တော်လည်းထွက်ပြေးသွားတဲ့အရေးကိုလှေမြန်စွာ ခုံးအုပ်ပြီးတက်ခဲလိုက်ပြီးလက်သေးကတမီနဲ့ရွှေ့လိုက်ပါတယ်ကျွန်တော်ရိုက်ချက်ကပြင်းထန်သွားပြီးအရေးတရံကနောက်ဆီကိုထိသွားတာကြောင့်အာခနဲဩကာဆက်ပြီးပြေးသွားခဲ့ပါတယ်ကျွန်တော်ရဲ့တမီလည်းမှန်သားတွေကြီးမာသွားပြီးမိလုံးမှပျက်စီးသွားပြီးတော့ထိုးလို့မရတော့ပါဘူးအမောင်တို့ကြားမှာတစီလားပါလားမသိအရေးတရံက ရှာလို့မတွေ့တော့ပဲဘယ်ကိုရောက်သွားမှန်းလဲမသိတော့ပါဘူးကျွန်တော်ကတော့ဂတိကဝိပြုတ်ခဲ့တဲ့အချိန်ကလားလင်မယားရဲ့အင်ကြီးထဲမှာတညတာကုံဆုံးခဲ့ပြီးမနေ့ရောက်တော့ဥဆောင်နဲ့ကျွန်တော်စုံမြစ်ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေကကျွန်တော်ကိုကောင်းကြီးဩဝါချီးမြှင့်ကြပြီးကျွန်တော်နဲ့အလောင်းစားပြုတ်ခဲ့တဲ့ဥဆောင်ကတော့ကဲငါရှုံးသွားပြီကွာမင်းနိုင်တဲ့အတွက်မင်းကြိုက်တာတောင်းပြီတော့ကျွန်တော်ဟာယူသားစွာဝန်ခံရရင်တော့ဥဆောင်ရဲ့တူရီတော်သမီးလေး ရွှေကြီးကိုချစ်မြတ်တို့ကတောင်းခံလိုပေမဲ့ဥဇော်အနေထားကို မြင်ပြီးတော့မတောင်းရတော့ပါကျွန်တော်ရဲ့စိတ်ထဲမှာလည်းဥဇော်ကိုတနာနေပြီးအားလဲနာနေပါတယ်ဘောကြောင့်လဲဆိုတော့ဥဇော်ရဲ့ခေါင်းမှာပတ်တီးစီးထားပြီးကျွန်တော်ကိုလည်းရှက်ကိုရှက်ကန်နေကြည့်နေလိုပါဆက်လက်ပြီးတော့ပရိသတ်တို့ကဆံရည်တို့ကောင်းတော်ရေးသားထားတဲ့ထွက်တော်မူနန်းကက်ခွာဆိုတဲ့ဇလံလေးကိုနားဆင်ရပါပါရေတိုးရွာကိုမရောက်သေးမှအနည်း20လောက်ရှိပြီးတော့ရေတိုးရွာကအင်ဂျီ900လောက်ရှိတယ် ရွာကြီးတရွာဖြစ်ပြီးမြို့ကနေတောင်းမယ်ဆိုရင်တော့ငါးမိုင်လောက်ဝေးတဲ့ကားလမ်းနဲ့ပါကျွန်တော်ဟာညနေနေအချိန်ရောက်တော့မှမော်တော်ဆိုင်ကနေထွက်ခဲ့ပြီးနာယီဝက်လောက်ထွက်လာလိုက်တော့အုံမင်းနေကွန်းသီးမင်းတွေစိတ်စင်းစိုးစိုးရှိလာတဲ့ရေတိုးရွာကိုအဝေးကမြင်နေရပါတယ်နေမွေငင်ရေတိုးရွာကိုအကိုကြီးရဲ့အိမ်ကိုရောက်ကျင်ပြီးအကိုကြီးနဲ့တွေ့ရုံတွေ့ပြီးတော့မြို့ကိုပြန်ရမှာဖြစ်တာကြောင့်ဆိုင်ငယ်ကိုယ်လေးဂယုစိတ်ကမောင်းခဲ့ပါတယ်အကိုကြီးကရေတိုးရွာမှာ အင်ကြီးတလုံးဝယ်ထားတဲ့အကြောင်းသူ့အိမ်ကိုရောက်အောင်လာကြည့်ဖို့အတန်တန်မှားနေတာနဲ့ကျွန်တော်ရောက်အောင်တော့တာပါအရင်လူပြိုဘွားတော်ကအကိုကြီးရဲ့အိမ်မှာအတူနေခဲ့ဖို့လေဆိုပေမဲ့အိမ်တော်ကြတာနဲ့ဇနီးနဲ့အတူရန်ကုန်ကို ပြောင်းခဲ့တာပါအခုမှတငယ်ချင်းတယောက်ရဲ့တိဝယ်ယူရေးအတွက်ကူညီဖို့လိုက်ပါလာပြီတငယ်ချင်းနဲ့အတူတေးရမှာဖြစ်ပြီးတော့အလုံအားရတဲ့ချင်းအကိုကြီးစီကိုရောက်လာခဲ့တာပါအကိုကြီးကတွေ့လိုက်တာနဲ့သူဝေထားတဲ့အိမ်ချောင်းကိုပြောပြီး သူ့အိမ်လာကြည့်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အကိုကြီးစီကိုမဖြစ်မနေတွားရမှာဖြစ်တာကြောင့်တငယ်ချင်းရဲ့ဆိုင်ငယ်နဲ့ပဲထွက်လာခဲ့ပါတယ်။ရေတိုးရွာကိုဝင်ခဲ့တော့မှငယ်စဉ်ကျောင်းမှာအလွန်ခင်မင်ခဲ့ရတဲ့ရေတိုးရွာကတငယ်ချင်းကိုလည်းအမတ်ရမိပါတယ်။တငယ်ချင်းရဲ့အိမ်ကိုလည်းသုံးကောက်လောက်ရောက်ဖို့ပြီးတော့တငယ်ချင်းကိုတရိယာမိမယ်သူ့ရဲ့နာမည်ကိုလည်းရုတ်တရက်စဉ်းစားလို့မရဖြစ်ခဲ့ပါတယ်။ရွာဝင်ဝမှာလက်ပြနှုတ်ဆက်သူကိုတွေ့တာနဲ့အဲ့ဒီလူရဲ့နာမှာဆိုင်ငယ်ရက်လိုက်တော့ ဟာငကောင်သူကစတင်နှုတ်ဆက်လာပြီးငယ်စဉ်တုန်းကခင်မင်ကြရတဲ့တငယ်ချင်းဖြစ်ပြီးတော့ကျောင်းမှာခုံချင်းကထိုင်နေတာကြောင့်အလွန်လေရင်းနှီးပါတယ်။သူကနှုတ်ဆက်နေပြီမေနာမည်ကိုတော့စဉ်းစားလို့မရပါဘူး။မင်းမင်းနာမည်နောက်ဆုံးတော့အာနာပြီမေသူ့ရဲ့နာမည်မေးရပြီ။ငါလှဆောင်လေကွာ။သူပြောတော့မှသတိရပြီးတော့လှဆောင်ဟာသူ့ရဲ့နာမည်လှဆောင်တည်ကြပါတယ်။အေးလှဆောင် မရိလာကြပြီမဲမင်းကိုတော့တရိယာပါနေကွာမင်းကိုလည်းငါရောက်ဘူးတယ်လေရွာနောက်ကထတော်မှာမင်းကထီတောက်ခဲ့တာလေကွာလှဆောင်ကစကားပြန်ပြီးမပြောပြီမဲသူ့ကိုတရိယာတယ်ဆိုတာကြောင့်ကျင်းတဲ့ပုံတော့ရောက်ပါတယ်မအကူကြီးကဒီရောက်မှာအင်းဒီလုံးဝဲလိုက်တယ်ကွာအော်အေးဘာရန်ကုန်မှာနေတာဆိုတော့မြို့ကိုပြန်မြောက်တာကြာပြီလေအကူကြီးကသူ့ရဲ့အိမ်ကိုလာကြည့်ပါဆိုလို့အခုလာခဲ့တာမင်းကရောအရင်အိမ်မှာမေးလားမဟုတ်ဘူးကွာ ရွာနောက်ပိုင်းကိုပြောင်းသွားရပြီအေးမင်းဘာတွေလုပ်နေလဲကျမကြီးရောကောင်းရင်လားပိန်သွားတယ်လို့ပဲကွာဒီလိုပါပဲကွာအိမ်ဝေတာမင်းကိုကြီးလားအေးလေကွာအထက်တန်းကျောင်းကအငေးသားယူပြီးတော့ဒီရွာမှာငင်း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 နေကျင်လို့တဲ့ပြောင်းလာတာမင်းကိုကြီးကိုတခုပြောပြပါလားသူကမရေတည်းနဲ့တောင်းပန်လာတဲ့အခါမှာတော့အေးဘာပြောပြရမှာလဲပြောလေဟိုငါတော့တော့မေကွာလှဆောင်ကဘာမှမပြောတော့ဘဲနဲ့ နောက်ကိုလှည့်ပြန်ဖို့ပြင်နေပြီကျွန်တော်ကနောက်ကိုကြည့်လိုက်တော့အင်ခွေးတကောင်ပြေးလာတာတွေ့ရပါတယ်။လှဆောင်က ခွေးကိုအကြောင်းလို့ပြေးလာပြီပြီခွေးကကျွန်တော်ဘေးမှာရက်ပြီတူတူချာချာကြည့်လိုက်တော့အိမ်မှာမွေးထားတဲ့တိတ်ကားပါတိတ်ကားကမမျော်လင့်မဲကျွန်တော်ကိုတွေ့တော့ဝမ်းသာစွာနဲ့အမီးနှက်လို့နေပြီအိမ်ကခွေးဆိုတော့ကြောက်စရာမရှိတဲ့ကြောင်းလှဆောင်ကိုအားပေးဖို့ကြည့်လိုက်တော့လှဆောင်ဟာလုံးဝမရှိတော့ပါဘူးလိုက်လံရှာခဲ့ပြီမဲ့လှဆောင်ရဲ့အရေးကူတော့မတွေ့ရတော့ပဲ ကျွန်တော်လေဆိုင်ငယ်ကိုတက်ကြော်လေးကိုဝင်လာတော့တိတ်ကားကလမ်းမြပြီးရှေ့ကသွားတာနဲ့နောက်ကလက်ယုံနဲ့အကိုကြီးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်အိမ်လေးကိုဝင်လိုက်တော့ဓမင်းစားနေတဲ့အကိုကြီးကိုတွေ့ရပြီဟာမင်းကအိမ်ကိုတက်တက်မက်မက်ရောက်လာပါလားကွာအိမ်ရှာနေရမယ်ထင်တာဟေးဟာအကိုကြီးကလေတိုက်ကားလမ်းထိပ်မှာလာကြုံနေလို့အဆင်ပြေသွားတာအေးဓမင်းဆောင်တော်ပြီကိုပြန်ရောက်ပါမယ်စားတော့မယ်ကိုမတငယ်ချင်းကစောင့်နေလို့ဗျာ အကိုကြီးကဓမင်းစားနေတော့အိမ်တွင်းမြင်ကိုရှောက်ကြည့်မိပြီးတော့အိမ်ကြီးကခန္ဓာကြီးကြီးပင်ပင်ဟောင်းထွက်နေတာကြောင့်ပြန်လေပြုတ်ပြင်စရာတွေ့ရပြီးချင်းကလည်းကျဲဝင်းပြီးတော့ငင်းချမ်းစွာနေလိုသူအကိုကြီးအတွက်ကတော့တကယ်ကိုအကောင်းဆုံးပါအကိုကြီးကဓမင်းစားပြီးရနေရှင်သေးချမ်းအတူတော့ရင် စကားပြောရပါတယ်အကိုကြီးဒီအိမ်ကိုဝယ်ဖြစ်ပုံလေးပြောပါအေးကွာမြို့မှာရှိတဲ့အိမ်ကလည်းအိုဟောင်းနေပြီအဲ့ဒီအိမ်ကိုဖျက်တိုက်တိုက်ဆော့ဖို့စိတ်ကူးတာ ိုက်ဆော်ပြီးအင်ကားပြီးတော့စားတော့မယ်ကွာအခုဒီမှာအကိုကြီးတယောက်တည်းဆိုတော့မိသားစုကိုဘယ်တော့မှခေါ်မလဲအချင်းတော့စောင့်ရအောင်မယ်ကွာချက်ချင်းခေါ်လို့မဖြစ်သေးဘူးဘာလို့စောင့်မလဲမမကြီးတို့ကမလိုက်ချင်လို့လားအေးကွာစောင့်ရတဲ့အကြောင်းရင်သိချင်တော့ဘဲဒီမှာတညတော့အိတ်ကြည့်လိုက်အဲ့ဒါကြောင့်မင်းကိုခေါ်လိုက်တာကွာဘာလဲကိုကြီးဒီမှာအကြောင်းလန်ရှိလို့လားရှိရဲကွာရှိလို့လေဒီလောက်ဈေးသက်သာသာနဲ့ရတာလေကွာမွေခင်ကအကိုကြီးကအိမ်ကြောင်မစုံစမ်းဘူးလား စုံစမ်းကြမလို့ပါဘူးကွာပထမအင်ရှင်ကငါလက်အောက်မှာအလုပ်လုပ်တဲ့အထက်တန်းမြဇေယတရားကွာသူကလေဈေးတက်တာလေဆိုပြီးတော့ဝဲခဲ့တာဝဲပြီးတော့နေလို့ကိုမရတဲ့အစုံရတဲ့စင်းနဲ့ရောင်းခဲ့တာငါကတော့အပြည့်စုံပြောပြီးမှရောင်းတာပါငါကလေကျိန်းနှံ့လို့ဝဲခဲ့တာလေအချောက်လက်ကတော်တော်ကျန်းလုံလားအင်းဒီအိမ်မှာတော့မကြုံမလို့တဲ့လို့နေတယ်ကွာမိသားစုရောက်လာရင်တော့ကျောက်လက်မှာစိတ်ဘူးတော့မခေါ်သေးတာလောလောဆယ်တော့နာနာဘဝကိုအရင်ဆုံး အာရှင်းရအောင်မယ်လေအကိုကြီးကမကြောက်ဘူးလားမကြောက်ပါဘူးကွာငါမှပတိရှိတာပဲဒါပေမဲ့ငါစင်းနေကလေးတွေကတော့ကြောက်တယ်ကွာအဖေတယောက်တော့ခေါ်ရပါလားဩမင်းရလေတိုက်ကားဆိုတာအကောင်းဆုံးအဖေပဲလေကွာငါတပည့်တယောက်လည်းညဘက်လာပြီးတော့အိပ်ပါတယ်ကွာတကယ်တော့တိုက်ကားအားကိုးရတယ်ဒီအိမ်လေးကိုနန္ဒဘောကအဝင်ထွက်ရှိတိုင်းတိုက်ကားအရင်သိတယ်ကွာအိမ်လေးကိုဝင်လာတဲ့ကအဲ့ဒီတိုက်ကားနန္ဒဘောကအပေါ်ထက်ကိုတက်သွားတဲ့တည်း မန်ဖီပြီးတော့ဒေါသတွေထွက်နေတာကွာလူတွေကတော့လန္ဒာဘဝဝင်တာထွက်တာတတိမထမ်းမိပေမဲ့တိုက်ကားတော့တိတယ်ကွာချုံနဲ့တာမျိုးကျွန်တော်တခါမှမကြုံဘူးသေးဘူးအေးအဲ့ဒါကြောင့်ကြုံရင်တ냐တော့လာပြီးအိတ်ကြည့်ပါလားလို့ဒါဆိုမနေ့ပြန်ကြကျွန်တော်လာခဲ့မယ်လေอืมဟုတ်ပြီဒီမှာညစာစာဟုတ်ရဲ့ကိုကြီးအရင်လုံနဲ့အကိုကြီးနဲ့အတိတ်ကအကြောင်းအရာတွေကိုအတန်ကြာစကားပြောဆိုပြီးတော့ကျွန်တော်ပြန်လာခဲ့ပါတယ်အပြန်လမ်းမှာတော့ အကိုကြီးရဲ့အိမ်ကြောင်စဉ်းစားရင်းနဲ့ပြန်လာပြီးရေလိုရွာအတွက်လမ်းခွဲတစ်ခုအရောက်မှာကံဦးဘုန်းကြီးကျောင်းကိုတရိပ်ရပါတယ်။ဘုန်းကြီးကျောင်းမှာငယ်စဉ်တုန်းကလှန့်ဆောင်နေတူကိုရင်ဝိတ်ခဲ့တာလေတတိရပြီးတော့အကိုကြီးကနာနာပါဝါမန်းတိလျက်အဲ့ဒီအိမ်ကိုဈေးသက်တာတော့ဝယ်တဲ့အကြောင်းကြီးတွေးပြီးတော့ကံဦးကျောင်းဆရာတော်စီကိုတင်ပြရင် ကောင်းမယ်လို့အကြံတစ်ခုရလိုက်ပါတယ်။နောက်နေ့မနေ့ပိုင်းမှာတော့တငယ်ချင်းရဲ့တိဝယ်ယူရေးလုပ်ငန်းတွေအနည်းအောက်တူလုပ်ကင်ပြီးတော့နေ့လယ်မှာတော့ရေတိုးသွားဖို့ထွက်ခဲ့ပါတယ်။ ။ညနေချိန်လမ်းခွဲကိုရောက်တော့ကံဦးကျောင်းပဲဦးတည်လာပြီးကံဦးကျောင်းကလမ်းစုံမှာတမိန်သာသာလောက်ဝေးလာကြောင်းမကြာခင်မှာပဲရောက်ခဲ့ပါလေ။ကျောင်းဝင်ဝါမှာပဲဆရာတော်ကိုတွေ့ရပြီးတော့ဆိုင်ငယ်ကိုရက်ဆရာတော်ရှိမှထိုင်နေပြီးဦးတုံးညီချာကကတော့လိုက်ပါလေ။ဆရာတော်ကလည်းတရားကြည့်ပြီးမှမှတ်မိသွားပြီးတော့ဟဲ့တကားငကောင်းမဟုတ်လားကွ။တင်မဗျာ။နေကိုမတွေ့ရတာလေကြာပါပြီကော။တပည့်တော်ရန်ကုန်ရောက်နေတယ်ဗျာ။အဲ့ဒါကြောင့်လှဆောင်က မင်းကိုတွေ့တယ်ပြောတာကိုတင်မမင်းကလှဆောင်နဲ့တွေ့တယ်ဗျာအေးလှဆောင်ကဘာပြောလိုက်သေးတော့တခုခုတော့ပြောချင်မုံရတယ်ဗျာဒါပေမဲ့တော့ပြောမတော်ဘူးအင်းမင်းကမပြောပြစ်လိုက်လို့ငါ့ကိုပြောပြီးပါလို့လာပြီးပြောသွားတာဖြစ်မယ်ဘယ်တော့လာလာလဲဗျာရကားကွယ်လာလာလာအေးစီစီစကားပြောအောင်ကြောင်းမတက်ကြောင်းမမှာထိုင်ပြီးတော့ဆရာတော်ဟာစတင်ပြောလိုက်ပါတယ်မင်းရောက်မလာရင်တော့ မင်းကိုရှာရတော့မှာကွာလှဆောင်မာတာပြောရအောင်မယ်လှဆောင်ကိစ္စအရေးကြီးလို့လားဗျာอืมသူ့တကတော့တိတ်ကိုအရေးကြီးတယ်လှဆောင်နဲ့ညာဘယ်မှာတွေ့တာလဲဗျာလှဆောင်ကမောက်ကိုအိမ်မက်လာပြီတဲ့မင်းကိုပြောပြပါတဲ့မင်းကိုကြီးကအလူတန်းလုပ်ပြီးသူ့ကိုအမျှဝေပြီးကိုပြောသွားတယ်ကွာအမျှဝေရအောင် तू ကဘာဖြစ်လို့လဲဗျာအေးလေမင်းကတော့ဘယ်သိမလဲလှဆောင်သေးတာ6လလောက်ရှိပြီ သူကမင်းကိုကြီးဝယ်လိုက်တဲ့အိမ်ကိုဆွဲပြီးတော့မကြုတ်မလို့ဖယ်နေအဲ့ဒီအိမ်မှာနေနေရတာလေတပည့်တော်တကယ်မသိပါဘူးဗျာဒါဆိုလောက်ဆောင်ကအဲ့ဒီမှာရှိနေတာကိုအကိုကြီးကတော့ပြောပါနေဗျာမကြုတ်မလို့တဲ့နန္ဒာဘဝကအဲ့ဒီအိမ်မှာရှိနေတယ်တဲ့ဒါကြောင့်အဲ့ဒီအိမ်ကိုဈေးတက်တက်တတနဲ့ဝယ်ရတယ်လို့ပြောတယ်ဗျာဟုတ်တယ်ကွအဲ့ဒီကိစ္စလောက်ဆောင်ကမင်းတို့ကိုအကူအညီတောင်းမလို့မင်းတို့အိမ်ကခွေးကလည်းထွတ်ထွက်လာတော့အဲ့ဒါမင်းကိုမပြောခဲ့ရလို့ငါစီလာပြီးပြောတာ သူကအဲ့ဒီခွေးကိုတိတ်ကိုကြောက်နေတာ။အော်လှောက်ဆောင်ကမကျွမ်းလို့ပဲရှိနေတာကိုဗျာ။ကောင်းမှုလုပ်ပြီးတော့အမြတမ်းဝင်ဖို့တပည့်တော်တာဝန်ယူပါလေ။အကိုကြီးတော့ပြောစရာမလိုပါဘူးဗျာ။စိတ်ချပါ။ညနေအချိန်နေကြည့်ပြီးတော့နောက်နေ့ဆရာတော်စီကိုတပည့်တော်ပြန်လာခဲ့ပါမယ်ဗျာ။အမြန်ဆုံးရက်တက်မှတ်ပြီးတော့စွန့်ရွေးအလိုလုပ်ပါမယ်။ဆရာတော်ကိုနှုတ်ဆက်ပြီးရေလိုရွာကိုလာခဲ့ပါလေ။ရွာဝင်မှာတော့လှောက်ဆောင်ကိုတိတ်လို့တွင်ကြရှာကြည့်ပြီးမယ်။အရေးရောင်တော့မတွေ့ရပါဘူး။ အင်ကိုဝင်လိုက်တဲ့အခါမှာတိုက်ကားကကြိုးစုံနေပါတယ်။တိုက်ကားရဲ့အတန်းကြောင့်အကိုကြီးကထွက်လာပြီးသူ့ရဲ့တပည့်တယောက်နဲ့မိတ်ဆက်ပေးပါတယ်။ကဲလာကွာညီလေးဒါအကိုကြီးရဲ့တပည့်ဟောင်းတင်အောင်ကြီးရဲ့ဒီဟောင်းမှာ तू ကစတိုးဆိုင်ဖွင့်ထားတယ်ကွာ။ तू ကအကိုကြီးစီကိုနေတိုင်းလာပြီးတော့တမင်ဟင်ချက်ပြီးတယ်။ညလည်းလာပြီးတယ်။ဒီညတော့မင်းရောက်လာတော့သူ့ကိုပြန်လှုပ်လိုက်မယ်။မပြောထားလို့မင်းတို့တော့ तू ကတိကြတယ်ကွာ။အော်ဒါဆိုရင်တော့သူ့ကိုပြန်လှုပ်လိုက်လေကိုကြီး။တင်အောင်ကြီးကသမီးပြင်ကကြွေပြီး ပကံတွေစေကျော်တင်းစီပြီးတော့မှပြန်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။မောင်နှမကြီးမင်းနဲ့တူရွာရဲကိုလိုက်ခဲ့မယ်။အကိုကြီးကခွင်တောင်းပြီးတော့တင်းအောင်ကြီးနဲ့တူလိုက်ခဲ့ပြီ။ညီလေးမုံမချုပ်စေနဲ့နော်။စစ်ကြပါကိုရဲ့ချက်ချင်းပြန်လာပါမယ်။အကိုကြီးကမှားကြားနေတာတွေပြောရသေးပြီ။တင်းအောင်ကြီးနဲ့ရော်လေလမ်းကိုရှောက်လာရင်လည်းတိလို့တည်းများမေးရပါတယ်။မေးကုလဆောင်တိလား။ဟာတိကြပါဘော။ဦးလဆောင်ကကျွန်တော်ရဲ့ဦးလေးအရင်လေ။အေးဦးလဆောင်ကမကြုံလို့ပဲနဲ့ ဒီအင်ကြီးပါရှိနေတာရောမင်းသိလားသိရဲ့ဗျဦးလေးကအဲ့ဒီအင်ကြီးကိုတိတ်ကိုဆွဲလန်းနေတာဘာလို့ဆွဲလန်းတာရောဩဦးလားဆိုတာမိဘနှစ်ပါးနဲ့ဒီအင်ကြီးမှာနေခဲ့တာလေအိမ်တော်ကြတော့လေအဲ့ဒီအင်ကြီးမှာဆက်ပြီးတော့နေခဲ့တာပဲမိဘနှစ်ပါးရှေ့စင်နောက်စင်ကွဲလွန်တော့သူတို့ဇနီးမောင်နဲ့နှစ်ယောက်တည်းနေကြတာအတူရဲ့ဇနီးဆုံးတော့သူတယောက်တည်းကျန်ခဲ့တယ်အင်ဂျယ်ကြီးမှာသူတယောက်တည်းအထီးကျန်မနေဖို့ဆွေမျိုးတွေကပြောကြတယ်လေသူကဘယ်ကူမှမသွားဘဲနဲ့အဲ့ဒီအိမ်မှာပဲနေခဲ့တာ နောက်ဆုံးတော့သူကျမ်းမာရေးမကောင်းလို့အိမ်ရာထဲမှာလဲတဲ့ချိန်ပြူစုမဲ့သူလည်းမရှိအဲ့ဒါသူ့ကိုခေါ်ပြီးမဲ့သူ့ရဲ့အိမ်ကိုခင်တွေပြီးတော့ဘယ်ဦးမှမသွားဘဲနဲ့တည်တဲ့အထိနေသွားခဲ့တာအကိုကြီးကပြောတယ်ကွာညဘက်အိမ်ပေါ်တက်တဲ့ခြေတံတွေညရင်ကြားရတယ်တဲ့အဲ့ဒါရောဟုတ်လားဟုတ်တယ်ဗျဦးလဆောင်လာတယ်ဆိုတာကျွန်တော်ကတော့သိပါတယ်ဒါပေမဲ့ကျွန်တော်ဦးလေးဖြစ်နေလို့ဇရာကြီးကိုလည်းမပြောရဲလို့မပြောခဲ့တာဒါဆိုဦးလဆောင်ကိုသူတည်ပြီးမှလူကိုယ်တိုင်မြင်မှုသေးလား မဆောင်တော့ကျွန်တော်ကိုယ်တိုင်တကားမှမတွေ့ဘူးဗျအကိုကြီးကရောရင်းမိပုံရလာဆရာကြီးကတော့ဘသူဆိုတာသိပုံမရဘူးနာနာဘာဝရှိတယ်ဆိုတာတော့ပဲသိတာဒါဆိုဦးလာဆောင်ကဒီမှာရှိနေတာသိကြတယ်ပေါ့ဟုတ်တယ်သိကြတယ်သူခန်းထဲကပစ္စည်းတွေကအရင်တော့အတိုင်းပဲရှိသေးတယ်သူကလည်းသူခန်းထဲမှာပဲနေတာသိကြတယ်ဗျကဲတရားကြီးမင်းတို့ငါတခုပြောချင်တယ်ကွာဦးလာဆောင်ကျွတ်လွတ်သွားတော့အလူတန်းလုပ်ပြီးတော့အမြပေးဝေချင်တယ်အဲ့ဒါမင်းအကူကြီးပေးလို့ရမလားရပါတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုလုပ်ချင်နေတာ သူ့အတွက်ဒါနပြုမယ်ဆိုရင်ကျွန်တော်အဆအဆုံးကူညီပေးပါမယ်။အေးကြားရတာဝမ်းသာတယ်ကွာ။တို့အလူတစ်ခု လောက်လောကြမလို့ကဲကဲမင်းလည်းအိမ်မြန်အိပ်ပြီးတော့တင်အောင်ကြီးကိုနှုတ်ဆက်ပြီးပြန်လာပြီးတော့တင်အောင်ကြီးစီကတိလို့တမျာအားလုံးတိလိုက်ရပြီးလှဆောင်တွေကောင်းမှုကုသိုလ်လုပ်ပေးဖို့စီစဉ်ရပါတယ်။အိမ်ကိုပြန်ရောက်တာနဲ့အကိုကြီးနဲ့ညနေတက်တီစကားတွေပြောနေပြီ။ညီလေးမင်းအိတ်ချင်တဲ့အိတ်တော်လေးအကိုကြီးပြေးစေလောင်မယ်။အပေါ်တက်ကိုလာမယ်ဆိုတဲ့ဧည့်သည်ဟာဘယ်ချိန်နာမှလဲကိုကြီး။လာမှမပူနေကွာ။ လာဟုတ်လားမမင်းမသိလိုက်မှလည်းမစိုးရင်နဲ့သူလာပြီဆိုရင်မင်းသိမှာကဲစိတ်ကြလက်ကြအိပ်ပြီးတော့ကွာအကိုကြီးကပတိစိတ်တော့မှဆိုတော့ကျွန်တော်လည်းအိပ်ရဝင်ခဲ့ပါတယ်လှဆောင်ရဲ့အကြောင်းကိုတွေးနေရှုတိရဲ့အိပ်မပြောနိုင်မေညနဲ့တော့အေးတဲ့ပူလာမအိပ်ပျော်သွားခဲ့ပါတယ်တိုက်ကားရဲ့စူးစူးဝါးဝါးအော်တန်းကြောင့်လန်နိုးလာပြီအိပ်ရတဲ့ကလူလေထလိုက်ပြီးတော့တိုက်ကားကအိမ်ဝင်တကားမကိုကြည့်ကဟောင်းနေပါတယ်တိုက်ကားဟာရန်သူအိမ်ထဲဝင်လာမှသိပေမဲ့အနာကိုမကဲ့ရဲပဲနဲ့ ထက်ကွာကွာကဟောင်းနေတာပါအပေါ်ထက်ကိုတက်တဲ့လေကားစီကိုဟောင်းနေပြီးတော့လေကားပေါ်တက်သွားတဲ့လူကိုလည်းတိုက်ကားကလိုက်မသွားပဲနဲ့မုတ်ကြည့်ရင်လည်းဟောင်းနေပြန်ပါလေလေကားပေါ်ကိုတက်သွားတဲ့ခြေတံကိုကြက်ရပြီးအကောင့်ထဲမမြင်ရပေမဲ့တစုံတယောက်က လေကားပေါ်တက်သွားတယ်လို့တော့သိတာလွန်လာပါလေကျွန်တော်လည်းဓမီကိုယူပြီးတော့အပေါ်ထက်ကိုတက်ခဲ့ပြီးအပေါ်ညာဘက်အခန်းတကားကလျှုပ်ခါလေးရဲ့ရှိပြီးတော့အဲ့ဒီအခန်းထဲဝင်သွားခဲ့တာပါတကားကိုတုံဖိနှိုက်တော့စိတ်ယုံတာစိတ်ထားပြီးအလွယ်တကူပွင့်သွားခဲ့ပါလေ အခန်းထဲမှာတော့ဘယ်သူမှရှိမနေပါဘူး။ဂရင်ပေါ်မှာတော့တယောက်ယောက်အိပ်ဖို့တည်းအိပ်ရခင်းရှိပြီးဂရင်ရဲ့ခေါင်းရင်းမှာလှောက်ဆောင်ရဲ့တပ်ပုံကချစ်ရဲ့သားလေးရှိနေပါလေ။အခန်းထဲမှာတော့တစုံတယောက်ရှိနေကြောင်းခံမှန်းလို့ရပါမယ်။မြည်သည့်အရာကုန်မှမတွေ့ရပဲ။အခန်းထဲနဲ့ရှာကြည့်ပေမယ့်လုံးဝမတွေ့ပါဘူး။လှောက်ဆောင်မင်းပြောချင်တဲ့စကားကိုငါသိပြီကွာ။မင်းအတွက်ကောင်းမှုကုသိုလ်လုပ်ပေးပြီးတော့အမြောက်ဝေဖို့မဟုတ်လား။စိတ်ချကွာ။ငါကိုယ်တိုင်လုပ်ပြီးမယ်။တအားခေါ်ပြီးရင်တော့မင်းကြွရလွရောက်သွားပါကွာ။ ဒီမှာစနေခွင့်မရှိတော့ဘူးကွာမင်းရဲ့တပ်ပုံနဲ့ပြည်စည်းအားလုံးလေငါကံဦးကြောင်လှုပ်လိုက်မယ်မင်းတာတို့ခေါ်နိုင်မို့ပြင်ဆင်ပေးတာပါမနေ့ပြန်နေလေဆွန်ကျွေးနေအောင်ငါစီစဉ်ပေးမယ်တငယ်ချင်းဟာကျွန်တော်ရဲ့စကားအဆုံးမှာတော့အေးလို့ပြောလိုက်တဲ့အတန်ကိုပြပြသားသားကြားရပြီအဲ့ဒီအချိန်မှာအိမ်မြောင်စုတ်တိုးတန်ကိုလည်းအဆက်မပြေကြားလိုက်ပါလေလှဆောင်ငါပြောတာမင်းနားလေတယ်ဆိုတော့ငါသိပါတယ်ကွာနှုတ်ဆက်ပါတယ်တငယ်ချင်းရေကျွန်တော်အောက်ထက်ကိုဆင်းလာပြီကျွန်တော်ကိုစောင့်နေတဲ့အကိုကြီးကိုလည်း အစင်နေမယ်တွေ့ရပါတယ်ညီလေးမင်းအပေါ်ထဲမှာဘသူနဲ့ပြောနေရလဲစကားပြောတဲ့အကြလို့ကွာအကိုကြီးအိမ်မှာကတ်နေတဲ့နာနာဘဝကိုကျွန်တော်တွေ့ခဲ့တယ်မနေ့ပြန်ဒီအိမ်မှာဘုံကြီးငါးပါးပြင်ပြီးတော့စွန့်ကြွေးပြီးအမြောက်ဝေးပြေးမယ်ဆိုရင်အိမ်ကထွက်သွားတော့မှာအာမင်းကလည်းဟုတ်ရဲ့လားကွာဟုတ်ပါတယ်ကိုကြီးကဲအကိုကြီးစိတ်ချလက်ချအဲ့တော့အခုချိန်ဟာစပြီးတော့သူမနောက်ရက်တော့ပါဘူးဒါတို့ခေါ်ပြီးရင်လေအပီးပံထွက်သွားတော့မှာမနေ့ပြန်စပြီးတော့ဒီလိုလာမှာမဟုတ်တော့ကျွန်တော်မနေ့စောစောထပြီးတော့ ဆုံးကြီးဖို့တဲ့တင်အောင်ကြီးနဲ့စီစဉ်လိုက်မယ်။ကံဦးကျောင်းကဖုန်ကြီးငါးပါးပြင်မယ်။နောက်ပြီးတော့မမကြီးနဲ့ဆွေမျိုးတွေလည်းခေါ်လာခဲ့တော့အကိုကြီးကိုပြောပြီးတော့အိယာဝင်လာပြီးမနေ့ပြန်လို့ရမယ်လုပ်ငန်းတွေကိုစဉ်းစားရင်းနဲ့အိမ်မပြောင်းနိုင်အောင်ဖြစ်နေပါလေ။မိုးလင်းကနေမှခဏအိပ်ပျော်သွားပြီးမိုးလင်းနာနဲ့အိယာကထတင်အောင်ကြီးရဲ့အိမ်ကိုတွားရပါလေ။တင်အောင်ကြီးကတော့ဈေးဘုံငွေတွေပေးပြီးချက်ပြုတ်ရည်တာဝန်ပေးပြီးတော့ကံဦးကျောင်းကဆရာတော်ကိုနေ့လယ်ဆုံးခဲ့ဖို့တဲ့ရှောက်ထားပြီးမြို့ကိုပြန်လာခဲ့ပါလေ။ မမကြီးနဲ့ဆွေမျိုးတို့လာနေမို့ကားစီစဉ်ပေးခဲ့ပြီးရေတိုးကိုပြန်လာခဲ့ပါတယ်။မနေ့စနေနေ့ခွင်မှာတော့စွန်ကြွေပြီးလှဆောင်ရဲ့နာမည်ခေါ်ကအမြ၃ကြိမ်ပေးလိုက်ပါတယ်။တာရူ၃ကြိမ်ခေါ်ပြီးတာနဲ့အင်းရှိတပြေပင်မောကတပြေရက်တည်းဟာလှောက်ခါချလိုက်တယ်လို့အဆုလိုက်ပြုံလိုက်ကြလာပြီးလှဆောင်တယောက်နှုတ်ဆက်သွားခြင်းဖြစ်မှာပါ။အလူဝဲပြီးတာနဲ့အိမ်မော်ထက်ကလှဆောင်ရဲ့အိတ်ခန်းတွေကဓပုံတွေအိတ်ရာတွေအတုံးဆောင်ပြည်စီအားလုံးကိုတင်ပြီးတော့ကံဦးကြောင့်ကိုပို့ခဲ့ပါတယ်။ အဲ့ဒီနေ့အဲ့ဒီအချိန်ကစပြီးအကိုကြီးတို့ရဲ့အိမ်မှာတော့ညဘက်ဘာသမ်းမှမကြတော့ပဲအိမ်ကိုတန်ရုံးစင်တွင်ကြီးကကွယ်လွန်ခဲ့ပြီမေနာနာဘဝနဲ့အိမ်မှာနေခဲ့တဲ့တငယ်ချင်းလှဆောင်ထွက်တော်မူနန်းကခွာခြင်းပဲဖြစ်ပါတော့တယ်ပိတက်တွေနားဆင်ကြရတဲ့ဇလံလေးကတော့ဆာရေးသူကောင်းတော်ရေးသားထားတဲ့ထွက်တော်မူနန်းကခွာဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လေအခုလိုမျိုးစိတ်ဝင်စားဖို့ရဇလံလေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာပိတက်များအားလုံးပဲ ်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးစီပေါင်းလက်လာပါများတိုးတက်ကြီးဝါကြပါစေဗျာ။